လုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ15ရက်ကနေ21ရက်နေ့တော်တွင်မှာရံများတယ်အဖြစ်စီနောက်စစ်တီများတယ်ရံတိုက်ခံနေကြတဲ့ဖြတ်တန့်ပြီးတော့ကိုလိုရာဆန္ဒရှိသူတို့ကိုဆောင်ရွက်ရတဲ့နေသားရှိမယ်တပားသူကြောင့်မိမိရွယ်ချက်တွေပြတ်တတ်တယ်မူလစီစဉ်ထားတဲ့စီစဉ်တွေလက်တွေ့ဆောင်ရွက်တဲ့အခါမှာကျတော့အဆင်မပြေသလိုဖြစ်မယ် အတော်တန်ကိုစိတ်ပင်ပန်းသူပင်ပန်းဖြစ်တဲ့နေသားနဲ့ပြသရတဲ့နေရက်တွေကိုကြုံတွေ့ရပါမယ်။15ရက်နေ့မှာရံများမယ်တိုက်ခတ်များမယ်။အဲ့ဒီပြင်းတွေကငကပွန်ရက်နဲ့တိုက်ဆိုင်တဲ့အတွက်မတော်တဆထိခိုက်မှန်တွေကျူးဆက်ရမယ်။အကာရမရှိတဲ့အမြင့်ဆုံးတက်ချင်းတွေမပြုတ်ရဘူး။အသွမ်းလာနေထိုင်ခက်ရံပတိပက္ခမဖြစ်အောင်နေထိုင်ရမယ်သူသည်ဖြစ်ရင်ဒီနေ့တာအတွင်းအနောက်ရက်ကိုတည်သွားစဉ်အနေရှိတတ်တယ် နေတနိုင်ခွင်းနဲ့ညနေ3နိုင်တွင်သွားလာနေထိုင်ကျူးဆက်ရမှာပေါ့16ရက်နေ့မှာတော့အရာရာကောင်းသောကံနဲ့ကျိုးပေးတဲ့ကံတွေပေါ်လာတယ်ပြိနေတဲ့လမ်းကြောင်းတွေပြန်ပွင့်တယ်ခရီးကိစ္စအစဉ်ပြေမှုရှိမယ်16ရက်နေ့မှာငွေကြေးကံကောင်းမယ်ပဋိပက္ခတွေကြားတဲ့အတိုးတက်မယ်ခရီးကိစ္စလုပ်ငန်းကိစ္စတွေအစဉ်ပြေမယ်17ရက်နေ့မှာငွေကြေးကံထူးကောင်းတယ်လက်ပွင့်မယ်လိုရာပြည့်စုံမယ်ဘဝတိုးတက်မယ်19ရက်နေ့မှာရှင်ပြန်မှုမှသမျှအောင်မြင်ပြီးတော့တခုလည်းမကတဲ့တို့တွေကို လောကန်ဆင်ပြေပြီးတိုးတက်မယ်20ရက်နေ့မှာရန်နောက်ဆက်တင်တဲ့နေငယ်တွေ့တတ်တယ်စိတ်ပင်ပန်းသူပင်ပန်းဖြစ်တတ်တယ်ပြီးမှလူရှိရပြည့်စုံမယ်21ရက်နေ့မှာငကဘောရက်ဖြစ်တယ်မတော်တဆထိခိုက်မှုန်ဒီရကိုထူးပြပြီးကြိုးဆက်ရမယ်အဲ့ဒီတနေ့တာကာလအတွင်းမှာအသွာလာနေထိုင်ကို အထူးပြကြိုးဆက်ရမယ်နေထားရှိတယ်အဲ့ဒီတနေ့တာအတွင်းတောင်ရက်ကိုတည်သွားစရာနေရှိတတ်တယ်နေ့ 17နိုင်နဲ့တနိုင်ခွဲတွင်မှသွာလာနေထိုင် အထူးပြုပြီးဂရုစိုက်ရမယ်နေထားရှိကြောင်းတင်ပြလိုပါတယ်ဒီကာလအတော်တွင်မှဇာသပတိနှင့်တောကြာနှင့်စနေနှင့်မွေးသူတွေကိုကောင်းကျိုးပေးတယ်အင်္ဂါနေ့ဗုဒ္ဓနှင့်မွေးသူတွေဒုက္ခပေးတတ်တယ်ဇန်နေ့မွေးသူတွေကတော့ပုံမှန်ပါပဲအနည်းအောင်ချက်သွေးအောင်ပန်းအောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်ရင်ထူးထူးခြားခြားအဆင်ပြေတဲ့ကံကြမ္မာရှိတယ် ဒီကာလအတော်တွင်မှာအနီယောင်ချက်သွင်းအောင်ပတ်ရောင်တို့ကိုသုံးတဲ့အပြင်အနီယောင်ပန်းတို့ကိုဖျားကတ်လူပြီးလောရဆူတောင်းရင်ဆူတောင်းပြည့်ခြင်းကိုကြုံတွေ့ရပါမယ်ကျေးဇူးတင်ပါတယ်ဒီနေ့လာနေမွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ15ရက်ကနေ21ရက်နေ့အတော်တွင်မှာအရေးပါတဲ့ဆုံးဖြတ်ချက်နဲ့ဘဝတိုးတက်မှုတွေကိုဖန်တီးနိုင်တယ် ဥတီချက်တည်နေတယ်လောက်ကန်ပြီးတော့လုတ်တဲ့ကိစ္စတွေကနေကောင်းသောကျိုးဆက်တွေကိုရရှိမယ်။လုံရုံးလို့ဆင်မဟုတ်တဲ့နီးစနစ်တွေကိုသုံးချပြီးတော့ဘဝတွတ်တဲ့မှုကိုရမယ်။တခါမှလောက်ကန်မှုချင်းမရှိတဲ့လုတ်စည်းဝါးတည်တွေကိုလည်းလောက်ကန်အောင်မြင်နိုင်တယ်။နေအိန္ဒိယပြုပြင်ခြင်းပြောင်းလဲခြင်းဆောင်ရွက်မှုတွေရဲ့နှစ်သာရကိုရရှိမယ်။ရည်မှန်းချက်တွေကိုလည်းတွေ့ကောင်းထဲပေါ်ပြီးဘဝတွတ်တဲ့မှုရဲ့နှစ်သာရကိုကြုံတွေ့ရနိုင်မယ်။ချက်ချင်းဆုံးဖြတ်ပြီးရှင်းတွန်းလောက်ကန်ခြင်းတို့ရဲ့ကောင်းသောကျိုးကျေးဇူးကိုရမယ်။ 15ရက်နေ့ကမတော်တဆထိခိုက်မှန်နေကိုထူးပြုတ်ပြီးကယူဆက်ရတဲ့နေ့ဖြစ်တယ်။အဲ့ဒီမှာအနောက်ရောက်ကုန်ဒီသွားစရာနေရှိတတ်တယ်။နေ့တနင်္ဂနွေနဲ့ညနေ3နာရီတွင်အသွားလာကယူဆက်ရမယ့်ငကဘောရက်ဖြစ်တယ်။16ရက်နေ့မှာတော့လုံးစုံစင်ပြေခြင်းကံကောင်းခြင်းနဲ့လိုရာပြည့်စုံခြင်းကိုရှိလိမ့်မယ်။ဝေကြီးကဏ္ဍဒုက္ခကဏ္ဍထူးထွက်တဲ့လိမ့်မယ်။၁၉ရက်နေ့မှာငွေကြေးလက်ပွင့်ခြင်းလိုရာပြည့်စုံခြင်းစီးပွားကောင်းခြင်းကိုကြုံမယ်။ ဆရှိရနေမှာရှင်ပြိုင်မှုမှန်သမျှအောင်မြင်ပြီးတော့ဘဝတွတ်တက်ပြီးငွေရေးချေကံဘဝတက်လန်းအောင်မြင်မှုလမ်းကြောင်းတွေရရှိသွားမယ်19ရက်နေ့မှာလူယုံထားလို့မရဘူးသူတစ်ပါးကြောင့်ကိုယ်ရွယ်ချက်တွေနှောင့်နှေးခြင်းချက်ကြခြင်းတွေကြုံမယ်20ရက်နေ့ကတော့အလုံးစုံကောင်းခြင်းနဲ့လူရပြည့်စုံခြင်းဘဝတွတ်တက်ခြင်းတို့ကိုကြုံတွေ့နိုင်တယ်21ရက်နေ့ကလည်းငကဘောရက်နေ့တိုက်ဆိုင်နေအဲ့ဒီမှာတောင်ရက်ကိုတည်သွားစရာနေရှိတတ်တယ် နေစရနိုင်တဲ့တန်တိုင်ခွဲတွင်သွာလာနေထိုင်ယူဆက်မယ်သူတပယုံပြီးလွှဲပြီးလှုပ်တဲ့လူတွေကိုတော့ရှောင်းရမှာပေါ့တပတ်တာတွင်ကြာသာပတိနေဗုဒ္ဓုနဲ့အင်္ဂါနေ့မွေးသူတွေကောက်ကြိုးပေးပြီးတော့တနင်္လာနေ့တောက်ချာနေ့မွေးသူများကြောင့်စိတ်နှောက်ရှက်တွေရှိတတ်တယ်၃ခုံ၅ကနန်းနေအချိုးပေးတယ်အပြာရောင်မိခိုးရောင်နှုတ်နေရောင်တို့ကိုဝစ်စင်သုံးဆွဲပြီးတော့လှုပ်ချင်းကန်ရင်းတွေအချိုးပေးမယ် အဖြူရောင်ပန်းဝင်းတို့ဘုရားကလူပူဇော်ပြီးတော့တို့ရဆန္ဒပြုပါဆုတောင်းပြခြင်းကံကောင်းခြင်းနဲ့အလိုပြည့်စုံခြင်းတို့ကိုရရှိသွားပါမယ်ကျေးဇူးတင်ပါတယ်အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ25ရက်နေ့27ရက်နေ့တော်တွင်မှာကောင်းသောပြောင်းလဲဖြစ်တည်မှုနဲ့တိုးတက်မှုတွေရှိတယ်ဝေကြီးကိစ္စဆင်ပြေမယ်လုံအောင်ကိစ္စဆင်ပြေမယ် ကာလရှိကြဆိုင်းငံ့ထားတဲ့လူတွေကိုလည်းပြန်လည်စတင်နိုင်တယ်။ပုံမှန်မဟုတ်တဲ့ငွေဝင်ခြင်းနဲ့လက်ပွင့်ခြင်းကိုကြုံတွေ့နိုင်တဲ့ကာလတစ်ခုဖြစ်တယ်။ဆန်ငါးရည်နေဟာထူးခြားတဲ့ကံပွင့်တဲ့နေ့တစ်ခုဖြစ်သလိုမတော်တဆထိကံမှုကနေယူဆရမယ်နေ့တစ်ခုဖြစ်တယ်။အသွာလာနေတိုင်းယူဆရမယ်။အနောက်ရက်ကိုဒီသွားစရာနေရှိတတ်တယ်။နေ့တန်တိုင်းခွဲနေညနေ3:00အတွင်းသွားလာယူဆရမယ်။16ရည်နေရတော့ အလုံးစုံကောင်းခြင်းနဲ့ဆင်ပြေခြင်းကံတွေပြန်လည်ပေါ်ထွန်းလာပြီးတော့ရည်မှန်းချက်အောင်မြင်မယ်ဒါပေမဲ့ယံနဲ့မနာလိုသူတွေခြားရရတယ်ဖြတ်သန်းရတဲ့18ရည်နှစ်မှာငွေရေးကြေးကံကောင်းခြင်းလက်ပွင့်ခြင်းလူပြည့်စုံခြင်းနဲ့ရပိုင်권တွေပြန်လည်တောင်းဆိုရရှိနိုင်တယ်18ရည်နှစ်မှာငွေကြေးဥစ္စာဖွံ့ဖြိုးခြင်းလက်ပွင့်ခြင်းကံပွင့်ခြင်းအလိုရှိရာပြည့်စုံခြင်းတွေရှိမယ်19ရည်နှစ်မှာအပြိုင်ဆိုင်အားလုံးကိုကျော်ပြီးမိမိဘဝတိုးတက်မှုနဲ့အလိုဆန္ဒရှိသည့်တို့ကိုလောက်ကင်နိုင်ခြင်းကိုကြုံမယ် 20ရက်နေ့မှာရန်တိုက်ခံတဲ့ရှင်မဲပြီးမှအလိုပြည့်စုံမဲလက်ပွင့်ချင်းကံပွင့်ချင်းနေရှိမဲ21ရက်နေ့မှာစာရွက်စာတမ်းငွေကြေးလက်ပြောင်းလက်တွဲသတိထားမဲငွေကြေးပေးယူညံ့အငင်းပွားစရာတွေရှိတဲ့အဲ့ဒီနေ့မှာမတော်တဆနဲ့ကျူဆာမဲတောင်ရက်ကိုတည်သွားစရာတွေရှိတဲ့တဲ့နေ့17ရက်နေ့တန်တိုင်းခွဲတွင်းအသွာလာနေထိုင်ကိုကျူဆာရမှာဖြစ်ပါတယ်တနင်္လာနေ့အင်္ဂါနေ့ ဗုဒ္ဓနဲ့မွေးသူတွေကောင်းကျိုးပေးတဲ့တနည်းငယ်တွေတောက်ချာနေမွေးသူများကြောင့်စိန်တော်ရှယ်ဖြစ်တတ်တယ်။အနဲ့ရောင်ပြာရင်ရောင်မိခိုးရောင်တို့ကိုသုံးမှရှစ်လေးကိုကနန်းတွေကိုအကျိုးပေးတဲ့ကနန်းတွေဖြစ်သုံးဆွဲနိုင်ပါတယ်။အိမ်နီးပါးမှာရှိတဲ့ဘုန်းတော်ကြီးအကြောင်းမှစံလူဒါနပြုပေးပါ။ကျေးဇူးတင်ပါတယ်။ဗုဒ္ဓနဲ့မွေးသူအလုံးမင်္ဂလာပါ။2025ခုနှစ်နိုဝင်ဘာလ15ရက်ကနေ21ရက်နေ့တော်တွင်မှာ အပြိုင်ဆိုင်အလုံးကိုကျော်လွှားပြီးဘဝတုတ်တယ်မယ်ဝိချင်းစုစားရခဲ့မယ်အလုပ်တွေမှာတုတ်တယ်မယ်ပညာတတ်နဲ့ဘဝတွဲဖက်တုတ်တယ်မှုကိုရှာဖွေနိုင်တယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တို့လောကန်ချင်းတို့ရဲ့ကောင်းသောအကျိုးဆက်နဲ့တုတ်တယ်မှုနှစ်သာရကိုပြည့်ဝရမယ်ကိုယ်ပိုင်ယက်တီချင်းနဲ့ဘဝတုတ်တယ်ချင်းတွေရဲ့ကောင်းသောအကျိုးချစ်စုကိုလည်းထိရှားစွာဖန်တီးရရှိနိုင်တဲ့ကာလဖြစ်ပါတယ်စကားရင်းတွေမှာ မတော်တဆထိခိုက်မွင့်နေရကျူးဆက်ရမယ်။နောက်ရကုတီသွားစံနေရှိတတ်တယ်။ရန်နဲ့ရှိပြီးတော့ရမယ်။16ရက်နေ့မှာအနီးကမှနောက်ဆုံးချိန်မှာသစ္စာမဲ့တဲ့သူစကားမတီးတဲ့သူနဲ့တွေ့ပြီးလောကကယ်တာကိုလုံးတပိုင်းတဆဖြစ်တတ်တယ်။တက်လိုက်တတ်တဲ့သတိထားအဲ့နေ့မှာအပူလောင်တတ်တော်သတိထား18ရက်နေ့မှာတော့ထူးခြားတဲ့ကံပွင့်ခြင်းနဲ့ဆင်ပြေခြင်းတွေရှိလာပြီးလူရပြည့်စုံခြင်းနဲ့ရည်မှန်းချက်အောင်မြင်ခြင်းတွေကြုံမယ်။18ရက်နေ့မှာ ယက်တီချက်သစ်တွေနဲ့လောက်ကဲမှုတွေရဲ့အောင်မြင်မှုကိုရနိုင်တယ်။အပြိုင်ဆိုင်ကြအတုတက်မယ်။19ရက်နေ့မှာငွေကြေးကံလုပ်ငန်းကဘဝကံထူးထူးခြားခြားတုတက်မယ်။ကာလရှိကြဆိုင်ငံ့တဲ့လူတွေလောက်ကဲနိုင်တယ်။20ရက်နေ့မှာသူတပန်းနဲ့မတူတဲ့ရှုထောင့်နေရာတွေကိုလုပ်ပြီးတော့အလိုပြည့်ခြင်းဘဝတုတက်ခြင်းရဲ့နှစ်သာရကိုရမယ်။21ရက်နေ့လုပ်ငန်းနေတာအကျဉ်းစီရွယ်ချက်နေတာတွေမှာအောင်မြင်တုတက်တာမှန်တယ်။ဒါပေမဲ့မတော်တဆညကျူးဆက်ရမယ်။ တောင်ရက်ကိုတည်သွားစရာနေရှိတဲ့နေ့၁၂နိုင်နဲ့တနင်္ဂနွေကြမတော်တဆညရံပတိဘက်ကညတွေကို အထူးပြုသတိထားမှဖြစ်တယ်ဒီကလအတွင်းတနေ့လာနေသောကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနေ့ကနေဗုဒ္ဓမွေးသူများကြောင့်စိတ်နှောင့်ရှက်ဖြစ်မယ်တလေးကိုကနန်းနေအကျိုးပေးတယ်အညိုရောင်ပြာရောင်မိခိုးရောင်တွေကိုသုံးဆွဲပြီးတော့အလိုရှိအပ်ကိစ္စတွေလောက်ကန်ရင် အောင်မြင်ခြင်းအကျိုးပေးခြင်းရဲ့ အနှစ်သာရကောင်းကိုရရှိမှာဖြစ်ပါလေ။ကောင်းခြင်းကံကြမ္မာနဲ့တိုးတက်ခြင်းတွေရစီရတဲ့နေနိဗ္ဗာန်မှာရှိတဲ့ဘုန်းတော်ကြီးเจ้าမှာသင်္ကန်းသွားရောက်လှူဒါန်းခြင်းပြုပေးပါ။ကျေးဇူးတင်ပါတယ်။သာသပတိနေမွေးသူအားလုံးမင်္ဂလာပါ။2025ခုနှစ်နိုဝင်ဘာလ15ရက်ကနေ့21ရက်နေ့အတွင်းကာလဟာရပိုင်ခွင့်နေပြန်လည်တောင်းဆိုရရှိနိုင်တယ်။ အရဝေးနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်တွေကျိုးပြီးတဲ့ငွေကြေးကန္တာလုပ်ငန်းကန္တာဘဝကန္တာတွေမှာထူးခြားစွာကောင်းခြင်းတိုးတက်ခြင်းနဲ့အလိုပြည့်စုံခြင်းနဲ့သာတောင်ကျုံမယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလုပ်ကင်ခြင်းတို့ရဲ့ကောင်းသောကျိုးကျေးဇူးကိုရမယ်လူမျိုးပွဲလူမျိုးကြားကျိုးပေးမယ်အရဝေးနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်တွေကျိုးပေးမယ်15ရက်နေ့မှာရင်းနှီးသူများနဲ့စကားများတတ်တဲ့ပဋိပက္ခကျုံမယ်ပြီးမှ အလိုပြည့်စုံမယ်အဲ့ဒီနေ့မှာ မတော်တဆထိကမှန်ဒီကူးဆက်ရမယ်အဓိကအနောက်ရက်ကိုဒီသွားစဉ်နေဖြစ်တတ်တယ်နေကတနိုင်ခွဲနဲ့ညနေ3နိုင်တွင်သွားတာကူးဆက်ရမယ်16ရက်နေ့မှာတော့ရာရာစင်ပြေတဲ့ကံနဲ့တိုးတက်တဲ့ကံနဲ့ပေါ်ပေါက်တယ်မိကောင်းဆွေကောင်းထောက်ကူရမယ်18ရက်နေ့မှာရှင်ပြန်မှုမှမြောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းကံမြတ်မခြင်းတွေကိုချုပ်မယ်19ရက်နေ့မှာ အတိုက်ခံအလုံးကိုကြော်ပြီးမှလိုရာပြည့်စုံမယ် အရဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်တွေကြိုးပြမယ်20ရက်နေ့မှာရီမန်းချက်သစ်တွေအောင်မြင်မယ်ပိတ်နေတဲ့လမ်းကြောင်းကိုပြန်ပွင့်မယ်အရဝင်းနဲ့ဆက်ဆက်တဲ့ကြိုးပြမှုကံကောင်းခြင်းကိုကြုံမယ်21ရက်နေ့မှာငွေကြေးလက်လာပါဥစ္စာဒနာနဲ့ပတ်သက်တဲ့ကံကောင်းခြင်းဘဝတိုးတက်ခြင်းတွေရှိမယ်မတော်တဆညကြီးဆက်ရမယ်တောင်ရက်ကုန်တည်သွားစရာညရှိတတ်တယ်နေခင်း ဆက်နံနိုင်တဲ့တဏ္ဍာရွယ်တွင်အသွာလန်နေတိုင်းအထူးပြုကျူးဆက်ရမယ်ဒီကာလအတွင်းမှာအပြာရောင်မိခွရောင်နှုတ်နှစ်ရောင်တို့ကိုအချိုးပေးတဲ့ရောင်တွေဖြင့်သွန်ဆွဲနိုင်တယ်သုံးခုကိုကနန်းနေအချိုးပေးတယ်ဇာတပတိနေပုထုနေအင်္ဂါနေမွေးသူတွေကောင်းချိုးပေးပြီးတော့တနင်္လာနေ့သောကြာနေ့မွေးသူများကြောင့် စိတ်နောက်ဆက်သေးသည်ရှိတတ်တယ်။အလုံစည်းပွားတွေလုပ်တဲ့ကံတဲ့ခါမှာအောင်မြင်စင်ရန်တို့ကရွှေရောင်တွေချိတ်နဲ့ငွေရောင်တွေချိတ်တစ်ခုနဲ့တစ်ခုချိတ်တွေပြီးတော့အိတ်ထဲထဲဆောင်ပြီးလုပ်လုပ်ပါအောင်မြင်ခြင်းတွေရပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်။အောက်ချာနေပွေးသူအားလုံးမင်္ဂလာပါ။2025ခုနှစ်နိုဝင်ဘာလ15ရက်နေ့ကနေ20ရက်နေ့အတောအတွင်းမှာ ဥတီချက်ပြောင်းပြီးလောက်ကန်တာတွေကနေရှေ့တိုးတက်မှုနဲ့အောင်မြင်မှုတွေရရှိမယ်။ငွေကြေးကိစ္စလုပ်ငန်းကိစ္စတွေမှာ ရန်နဲ့ရှင်ပြီးတော့လုပ်ရတတ်တယ်။သူတစ်ပါးပေါ်မှာယုံပြီးလွှဲပြီးလုပ်တဲ့လုပ်တဲ့အနေကိုယ်မှာပြဿနာဖြစ်လာတတ်တယ်။ဒီကဏ္ဍအတွင်းစကားမားတတ်တယ်။အပြောဆိုနေတဲ့ကျူးဆက်ရမယ်။တပါးသူဂရိကိုလည်းသွားမယုံနဲ့။ကိုယ်လည်းသူတစ်ပါးလွယ်တကူဂရိမပင်းနဲ့စကားကျွန်းသွားတတ်တယ်။ နောက်ဒီကဏ္ဍအတွင်းငွေကြေးကိစ္စလုပ်ငန်းရေးရာကိစ္စမှသမျှသတိနဲ့တော့မပစ္စည်းလောင်တာလောရမလို့အောင်လောင်ကုန်တွေမှာဆုံးရှုံးသွားတတ်တယ်15ရက်နေ့ကတော့ရန်တော်တန်များတယ်အဲ့ဒီမှာအတိုက်ခံနေတယ်လည်းတွေ့ရတတ်တယ်မတော်တဆနေလည်းဂရုစိုက်ရမယ်အနောက်ရောက်ထိသွားစရနေရှိတတ်တယ်နေ့တန်တိုင်ခွဲနဲ့သုံးနိုင်တွင်သတိထား16ရက်နေ့ကတော့တော်စိတ်ချမ်းသာတယ်ရရာဆင်ပြေတယ်မတင်မပဲမိကောင်းဆွေကောင်းထောက်ကူရနိုင်မယ် 18ရက်နေ့မှာဥတီချက်တင်တဲ့တိုးတက်မှုစစ်တေဖွဲ့မယ်။18ရက်နေ့မှာငွေကြေးလက်ပွင့်ခြင်းလိုရာပြည့်စုံခြင်းတွေရှိမယ်။19ရက်နေ့မှာနေကင်းတနိုင်ခွဲကျော်သွားပြီးအသေးစားထိခဲ့မှုကိယူဆက်ရမယ်။20ရက်နေ့ကတော့ရာရာဆင်ပြေခြင်းကံကောင်းခြင်းချုပ်မယ်။21ရက်နေ့မှာလက်ပွင့်မယ်၊ကံပွင့်မယ်၊လိုရာပြည့်စုံမယ်။အဲဒီနေ့မှာတောင်ရက်ကိုတည်သွားစေခြင်းဖြစ်တတ်တဲ့နေ19ရက်နေ့တနိုင်ခွဲတွင်သွားလာနေတဲ့ကိယူဆက်ရမှာဖြစ်ပါတယ်။ ကြာသာပတိနေဗုဒ္ဓနေတောက်ကြံနေမွေးသူတွေကောင်းကျိုးပေးတယ်တင်းငွေတွေနေငန်းနေမွေးသူတွေဒုက္ခပေးတတ်တယ်တင်းငါကုကနန်းနေချိုးပေးတယ်အစိမ်းရောင်ဖြူရောင်မိခိုးရောင်တို့ကိုဝင့်စင်သောဆွဲပြီးအလိုရှိအပ်ကိစ္စတွေဆောင်ရွက်ပါကောင်းခြင်းကံကြမ္မာများရစေရန်အတွက်နေနီးပါးမှာရှိတဲ့သက်ရွယ်ကြီးရသူတို့ကို မုံအဟာရဒါနပြုပါကျေးဇူးတင်ပါတယ်ဒီနေ့မွေးသူအားလုံးမင်္ဂလာပါ 2025 November 15ရက်ကနေ21ရက်နေ့တော်တွင်မှာအပြောင်းလဲတဲ့တိုးတက်မှုရှိမယ်ရည်မှန်းချက်အောင်မြင်မယ်လူမျိုးခွဲချိုးပေးမယ်အရဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်တွေချိုးပေးမယ်ဝေကြေးပေးယူကိစ္စလုပ်ငန်းကိစ္စစီးပွားကိစ္စတွေမှာရန်နဲ့ရှင်ပြီးလုပ်ရမယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလုပ်ငန်းကျင်းတို့ရဲ့ကောင်းသောအကျိုးကျေးဇူးနဲ့တိုးတက်မှုရဲ့အနှစ်သာရကိုကြုံမယ်သူတစ်ပါးနဲ့ကိုယ်နဲ့ကြားမှာ အယူဆသဘာဝကွာနစ်ကစားလိုရာပြည့်စုံခြင်းတွေရှိမယ်အရဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တာကြိုးပင်မယ်နေရာပြောင်းလဲ၍တိုးတက်မယ်15ရက်နေ့မှာအပြောင်းလဲတဲ့တက်လန်းပေါ်မယ်ကောင်းသောခံရှိမယ်သို့တော်မတော်တဆနေကူးဆက်ရမယ်အနောက်ရောက်တည်သွားစေခြင်းရှိတတ်တယ်နေ့တနင်္ဂနွေနဲ့သုံးနိုင်တွင်ရရသတိထား16ရက်နေ့ကလက်ဖွေခြင်းကံဖွေခြင်းနဲ့လိုရာပြည့်စုံခြင်းကိုကြုံမယ်16ရက်နေ့မှာမတော်တဆထိခိုက်မှုနဲ့ကူးဆက်မယ်ရန်တိုက်ခံများတဲ့ လူ၄ယောက်သူခီးသွားခြင်းကိုရှောင်ရမယ်၁၈ရက်နေ့မှာပေါ်ပေါက်လာတဲ့အကြံဉာဏ်ကိုသုံးချပြီးလုပ်ငန်းလုပ်ကိုင်တို့ချိုးပေးမယ်၁၉ရက်နေ့မှာရပိုင်ခွင့်တွေပြန်လည်ရရှိခြင်းကံမြင့်ခြင်းချိုးပေးခြင်းကိုကြုံမယ်၂၀ရက်နေ့မှာထူးထူးခြားခြားကောင်းတဲ့ကံတွေရှိမယ်ရှင်ပြိုင်မှုတွေမှာအောင်မြင်ပြီးဘဝတိုးတက်ခြင်းကိုကြုံမယ်၂၁ရက်နေ့မှာရံများမယ်ပြိုင်များမယ်သူတစ်ပါးကြောင့်ကိုယ်ရည်ရွယ်ချက်တွေနှောင့်နှေးချမ်းကြမယ်အဲဒီရက်မှာမတော်ဆညုံတဲ့ကျူးဆက်မယ်တောင်ရက်ကုန်တီသွားစရာနေရှိတတ်တယ် နေ့စရနိုင်တဲ့တနိုင်ခွဲတွင်မှာအသွမ်းလာနေထိုင်ကျူးဆက်ရမှာဖြစ်ပါတယ်။တနင်္လာနေ့ကနေ့ကြာသပတေးနေ့မွေးသူတွေကောင်းကျိုးပေးမယ်။တနင်္ဂနွေနေ့တောက်ချန်နေ့မွေးသူများကြောင့်စိတ်နှောင့်ဆက်ရှိမယ်။နှင်းခွန်ရှိကနန်းနေ့ကျိုးပေးတယ်။အနေရောင် ပြန်ရင်ရောင်နေ့ပြောင်းနေ့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်ရင်တူတူခြားခြားအောင်မြင်တဲ့ခံချမာတွေကိုရရှိပါမယ်။ကောင်းသောခံချမာများရစေရန်အတွက် အနီယံပန်းဝင်းတို့ကိုဖျားတင်ပြီးလောရဆန္ဒပြုပေးပါကျေးဇူးတင်ပါတယ်